ိုင်ဖုန်းမုန်တိုင်းခန့်မေကြီးအခြေအနေသတင်း2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့မြန်မာစံတော်ချိန်9နာရီအချိန်ထုတ်ပြန်ချက်တိုင်ဖုန်းမုန်တိုင်းခန့်မေကြီးအခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းခန့်မေကြီးသည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားလျက်ရှိပြီ ဗီယက်နမ်နိုင်ငံဒါနမ်မြို့အရှိအရှိတောင်ဘက် ရေမိုင်330မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည် တိုင်ဖွန်းမုန်တိုင်းခန့်မေဒီတီနီယာဗဟုချက်၄ဖီအားနှင့်၄တိုင်နှုန်းအဆိုပါတိုင်ဖွန်းမုန်တိုင်းခန့်မေဒီသည်မြန်မာစံတော်ချိန်9နာရီချိန်တွင်ညောင်လက်တီကျူ73.3ဒီဂရီနှင့် အရှိလောင်ကြီးကျူ103.3ဒီဂရီတွင်ရှိပြီး ဗဟိုချက်၄ဖြီအား955ဟက်တိုပါစကဲနှင့်အမြင့်ဆုံးလေတိုင်နှုန်းမှာတနာရီလ85မိုင်နှုန်းခန့်ဖြစ်ပါသည်။နောက်24နာရီတွင်ခန့်မှန်းချက်အဆိုပါတိုင်ဖွန်းမုန်တိုင်းခန့်မေကြီးသည် အနောက်ဘက်သို့ရွှေ့လျားနိုင်ပြီးယနေ့ညပိုင်းတွင် BNN နိုင်ငံကမ်းခြေကိုဒါနန်းမြို့၏တောင်ဘက်မှဖြစ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် ထိုမှတဆင့်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရနိုင်ပြီးနောက်24နာရီတွင် VNN နိုင်ငံနှင့်လာအိုနိုင်ငံနယ်စပ်ဒေသတို့ကိုအားကောင်းသောအပူပိုင်းမုန်တိုင်းခန့်မှီကြီးအဖြစ်ဖြင့်ဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်အဆိုပါတိုင်ဖုန်းမုန်တိုင်းခန့်မှီကြီးမှပြတ်ထွက်လာသော တိမ်တိုက်များကြောင့်နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီး အချို့ဒေတာများတွင်ဒေတာအလိုက်နှင့်နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်မြို့ဝကျုံပေါ်မုံတမောက်ကွေ့မွန်တနင်းသာရီကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင် တခါတရံမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါသည် တို့ဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအနေအများဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြစ်ဒေတာအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေရမြင့်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုဆောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းသွားလာ၏ ၊နေချောင်းပြန်တန်းရေးနှင့်ဆယ်မြောင်းနာရမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါယံတတိပေးနှိုးဆော်အပ်ပါသည်